project ကိုဝန်လက်ခံခဲ့ပြီးတော့အဆောက်အဦတွေလက်ခံခဲ့တဲ့အကောင်လုံးဒီဒါတခိုးတွေဆိုတော့တဘာဝဘေးရန်ကြီးရပြသွားတယ်ခုချိန်မှာသာပြည်သူအစိုးရသာရှိမယ်ဆိုလို့ရှိရင်တဘာဘေးရန်ကြီးကလူတန်းကြုံရှောင်လဲလို့မရဘူးရှောင်လဲလို့မရဘူးဘယ်သူမှမတည်တင်တဲ့လူတွေမဆုံးရှုံးတဲ့လူတွေမဆုံးရှုံးဆိုတာကအကျဉ်းသေးဟာအကျဉ်းသေးတာပေါ့အကူအညီတွေဆိုလဲဒီထက်ပိုပြီးအများကြီးရမယ်တက်ကြီးတက်ကြီးနေအဆောက်အဦတွေပြောကြရင်လမ်းဘေးတွေမှာအိတ်နေရတဲ့ဘွာရောက်နေချိန်မှာ तू ကလက်ရှိ ထိုင်းနိုင်ငံမှာတော့အစည်းအဝေးကိုပြုံးပြုံးကြီးသွားတက်နိုင်သေးတယ်ဆိုတဲ့ဥစ္စာကနိုင်ငံကောင်းဆောင်တယောက်မှာရှေ့တင်ရှိတိုက်တဲ့နှလုံးသားမျိုးဒီလုတ်ဒီပုံပုံမှာလုံးဝမရှိဘူးအဲ့တော့ဒီစစ်တပ်ကစစ်တိုက်ဖို့ပဲတွေးပြီးတော့ဒီပြည်သူကိုလုံးဝလက်မကြည့်ဘူးဆိုတာကျွန်တော်တို့မြင်ရပါတယ် ်မင်္ဂလာပါပြည်သူ့ပန်းနိုင်ရဲ့ပတ်စဉ်တင်ဆက်နေတဲ့ပြည်သူ့စစ်သားစကိုင်းဝန်ကနေပြန်လည်ထုတ်ဆိုလိုက်ပါတယ်ဒီကနေ့မှာမြန်မာနိုင်ငံတဝန်းလုံးမှာသဘောဘေးရနေတဲ့ငလင်ထံကိုခံစားခဲ့ရတာလူရပြည်သူတွေအလုံးအတိပဲဖြစ်ပါတယ်ဒီလိုမျိုးခံစားခဲ့ရတဲ့ငလင်ထံရဲ့နောက်ဆက်တွဲအနေနဲ့ဒီငလင်ဘေးအန္တရာယ်မှာစစ်ကောင်းဆောင်တွေစစ်ဘုတ်ချုပ်တွေကဘယ်လိုမျိုးစီမံဆောင်ရွက်ခဲ့လဲနောက်ပြီးတော့ငလင်ကပ်ဘေးမှာစစ်စစ်တပ်ကဘယ်လိုမျိုးကယ်ဆယ်ရေးတွေလုပ်ခဲ့တယ်လဲနောက်နောက်တစ်ချက်ကဒီငလင်တန်းကြောင့်နေပြည်တော်နဲ့စစ်ရုံးတွေထိခိုက်မှုတွေ ဘယ်လိုမျိုးများခဲ့တယ်လဲစစ်တပ်တွင်မှာကဘယ်လိုမျိုးတက်ရောက်မှုတွေထိခိုက်မှုတွေရှိနေလဲဆိုတာကိုကျွန်တော်တို့ဒီနေ့ငလင်းအကျိုးဆက်စစ်ကောင်စီတပ်တွင်အခြေအနေဆိုတဲ့ဇကောင်းပိုင်းခေါင်းစဉ်နဲ့ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်အခုဇကောင်းပိုင်းမှာတော့ဖိတ်ခေါ်ရတဲ့ speaker နဲ့ရောက်ရှိပါတယ်တယောက်ကတော့ဒါပြည်သူပန်းနိုင်ကကိုဇေယျဖြစ်ပြီးတော့နောက်ကြောက်ကတော့ကိုလူသာဖြစ်ပါတယ်အခုမိတ်ဆက်ပြပါဦးဟုတ်ကဲ့ပါကျွန်တော်ကတော့ဇေယျပါပြည်သူပန်းနိုင်ဘက်မှတယောက်လည်းဖြစ်ပါတယ်အခုမိတ်ဆက်ပြပါဦးခင်ဗျာမင်္ဂလာပါကျွန်တော်လူသာပါဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဒီစကားဝိုင်းကို moderator ဖြစ်ကျွန်တော်ကောင်းတန်းကနေပြီးတော့ဆောင်ရပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါကိုတရားကြီးမင်္ဂလာပါကိုလူသားကြီးမင်္ဂလာပါဟုတ်ကဲ့ဒါအကိုလည်းသိရတဲ့အတိုင်းပဲဗောနော်ဒါမရှိလာ28ရက်နေ့ကမြန်မာနိုင်ငံမှာကြီးမားတဲ့ငလင်တစ်ခုကြီးလှုပ်ခဲ့တယ်။အဲဒီနောက်ဆက်တွဲအနေနဲ့ဗာပြည်သူလူထုတွေဒါတေဆုံးထိကြိုက်တရားရတာကြီးအများကြီးပဲအဆောက်အုံတွေပျက်စီးတာကြီးအများကြီးပဲဗောကျွန်တော်သိချင်တာကဒီလိုမျိုးတဝါဘေးရနေတဲ့ကတ်ဆိုးကြုံတွေ့ရတဲ့အချိန်မှာစစ်ကောင်းဆောင်စစ်ဘုတ်ချုပ်တွေအနေနဲ့ဘယ်လိုမျိုးစီမံဆောင်ရွက်မှုတွေ ရှိတယ်လဲပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးကိုကြီးကပြောပြပေးပေါ့အဓိကတော့သူတို့စီမံဆောင်ရွက်တာကျွန်တော်တို့တွေ့ရတာတော့သူတို့ပထမဦးဆုံးသူတို့ဒါမေအောင်လိုင်ကိုတိုင်းဒါနိုင်ငံသားအကူအညီလမ်းတောင်းလိုက်တယ်ပေါ့နော်အဲပြီးတော့သူတို့တကယ်တော့သူတို့တက်ထဲမှာအရင်တော့ညွှန်ကြားဆွဲတာဒါဒီတဘာဘာဘင်းရန်လျံနဲ့ကြုံလာလို့ရှိရင်အဲဒီဘသူအမိန်မှဆောင်စရာမလိုဘူးခဲ့ဒါပေမဲ့ကျွန်တော်တို့တွေ့လဲရတဲ့အချင်းကြီးကခဲတော့ခဲတယ်ဘာလို့လဲဆိုတော့ဟိုအုပ်လေးတွေလက်ဆင်ကမ်းပြီးတဲ့တာတို့တပြက်စီးလဲတာတို့ပြီးရင်အဲ့မှာအဲတချို့တော်တော်အချင်းတွေဆိုးတာကဒီ ဒီရှာပွေကဲဆဲဒီကဲဆဲရေးသွားမဲ့လူတွေကိုနှောက်ရတဲ့အထိဒီစစ်စေးစစ်တာဆေးတာတွေတော့နှောက်ရတဲ့အခြေအနေအထိကိုလောက်တာတွေတွေ့ရသူတို့လောက်ခဲ့တာကျွန်တော်တွေ့ရတယ်အဲဒီတော့နောက်ပြီးတော့ဒီနောက်တော့ခုပြဿနာကသူကဒီသူတို့ရဲ့ဒီသူတို့ဒီစစ်တပ်ကဒီငလင်းမှာသူတို့ကိုယ်တိုင် အထိနာခဲ့တယ်ဖြစ်တဲ့အတွက်လည်းအဲပါတာပေါ့နော်နောက်ပြီးတော့ဒီအဲ့ဒီကိုရှာပွေကဲဆဲနောက်ပြီးတော့ဒီဟိုဒီဥပမာဒီထိုင်ဝမ်ကဲဆဲရေးအဖွဲ့ဆိုလို့ရှိရင်ပြည်ဝင်ဖွဲ့မပေးခဲ့ဘူးနောက်ပြီးတော့ခုဟိုတခြားဒီအိန္ဒိယ ဟဲ့သေးလာတဲ့တချို့ဆိုလို့ရှိရင်ဒီတို့တို့စီစစ်တက်ကဖိနှိပ်မှုတွေကိုမြင်တွေ့ပြီးတော့နောက်ပိုင်းပြန်သွားကြတဲ့အခြေအနေတွေဖြစ်တယ်ပေါ့နော်ဒီစကိုင်းတို့ဘာလို့ဒီမှာဆိုလို့ရှိရင်တချို့နေရာဝင်ခွင့်မပေးဘူးတချို့လမ်းတွေဒီနေရာမဝင်နဲ့ဆိုတဲ့ပုံစံမျိုးတွေအခုချိန်ဒီကျွန်တော်တို့ခုဒီစကပိုင်းလောက်တဲ့အချိန်ကတော်တော်ကိုဒါငလင်ဖြစ်ပြီးတော့တော်တော်ကိုနောက်ကျဒီအချိန်ထိကုန်မှလုံးဝရှင်းလင်းမလုပ်ရသေးတဲ့နေရာတွေကိုရှိတယ်ပေါ့နော်ဒါကဟိုပြောမဲ့ဆိုဘလို့စီမံခန့်ခွဲလဲဆိုရင်ဖြစ်နိုင် ုကတို့ကဒီနိုင်ငံတခြားနိုင်ငံအကူအညီတွေကယ်ဆယ်ရေးသမားတွေကိုပဲအကုန်လွှဲပေးလိုက်ပြီးတော့တို့လုံးဝဝင်မလုပ်တဲ့ပုံစံမျိုးကိုဟိုဖြစ်သွားတယ်ပေါ့နော်အခုလုံးဝကိုဒီငလင်နဲ့ပတ်သက်တဲ့ဟာကိုတို့လုံးဝလှည့်မကြည့်ဘူးနောက်တို့ဘာအဓိကတို့လောက်တာကပတ်စံလိုက်တောင်းတယ်ပေါ့နော်ခြားနိုင်ငံကပေးတဲ့ဟာတွေလက်ခံတယ်အဲနောက်တစ်ခုကဒီတို့ပြည်တွင်းလုပ်ငန်းရှင်တွေကိုဒေတာမြို့နယ်တိုင်းတွေမှာတခြားဟို AR drone ရမြို့နယ်တွေအထိကိုဒါပြည်တွင်းလုပ်ငန်းရှင်တွေကိုဝင်ညှစ်တယ်လို့သိရတယ်ပေါ့နော်ဒါမျိုးဟာတွေလိုက်လုပ်တယ် ဒါကလည်းဒီငွေတရားလည်းဒါရှင်းညွှန်ရင်ဒါဒီငလင်တန်းခံရတဲ့ပြည်သူတွေရမယ်လို့အာမခံတော့မရဘူးဒါခက်ဆက်ဆက်တာမျိုးဖြစ်ခဲ့တာပဲဗောနော်အဲ့တော့ဟိုနောက်သူတို့အဓိကလောက်တာကတော့ဒီငလင်ဒုက္ခတွေခံတဲ့ဒုက္ခတွေဒါမျိုးတွေဖြစ်နေတဲ့အချိန်မှာအဓိကသူတို့လုံနေတာကတော့ဒီဘုံကျဲတိုက်ခိုက်မှုတွေနဲ့အဲဒီရွာမီးရှိုးတဲ့ကိစ္စတွေပါသူတို့ဆက်လုံနေကျွန်တော်တွေ့ရတယ်ဟုတ်ကဲ့ဒါကျွန်တော်လည်းအခုဘာတွေ့ရလဲဆိုတော့ တခြားနိုင်ငံနိုင်ငံတကာကယ်တဲ့အဖွဲ့ကြီးလာတယ်နိုင်ငံတကာကယ်တဲ့အဖွဲ့ကြီးလာတဲ့အချိန်မှာအချို့နိုင်ငံတွေကဆိုရင်စစ်တပ်အဖွဲ့စစ်တပ်ကမလထရီဘက်ကလူတွေလာတာပေါ့နော်အဲ့မှာဘာလို့သွားမြင်ရလဲဆိုတော့တို့ရဲ့စစ်တပ်မှာတဘောဘေးရနေနဲ့ပတ်သက်ပြီးတော့စနစ်တကျလေ့ကျင့်သင်ကြားပေးရတာကိုဒါကျွန်တော်တို့သွားတွေ့ရတယ်ဒီလက်ရှိလွတ်ပြိုင်ချိန်ကြီးရဲ့ခါမှာကျတော့ဒီမြန်မာစစ်ကောင်စစ်ကောင်ဆောင်တွေပေါ့နော်ဒါတို့ရပါဆိုလို့ရှိရင်ခေတ်ဆက်ဆက်ဒီကျွန်တော်နိုင်ငံကတဘောဘေးရနေအများနဲ့ကြုံတွေ့နေရနိုင်ငံ ဒါတွေကိုသင်ခန်းစာမှာယူတဲ့အပြင်သူတို့ကိုယ်တိုင်လည်းကြိုတင်ပြင်ဆင်ထားတာမရှိဘူး။ဘာမှမရှိဘူး။ပြစင်းမှုအားနဲ့လို့ဆိုရဲစကားဟုတ်တော့တုံးလုံးမရဘူးဗျာ။ဘာမှမပြစင်သားဘူး။မပြစင်သားရဲ့အပြင်ဒီအရသာအစိုးရလက်ထက်ကတဘာဝဘေးကနေရံမငွေတွတ်ဆိုပြီးဟိုဘတ်ဂျက်ပေါ့နော်။အဲ့ဒါတွေကိုသူတို့နဲ့ဖိုင်ယာဆိုင်ယာသူတို့နဲ့ဟိုဟိုပူပေါင်းဆောင်ရွက်နေတဲ့ခရိုနီတွေကိုဒါချိလိုက်တာအစတွေ့ရတယ်။ဒီဒီလိုမျိုးခါကိုတွားပြီးတော့ဒါကျွန်တော်မြင်ရတယ်။နောက်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ဘာထပ်မြင်ရလဲဆိုတော့ ဆန္ဒပြပြီးသူတွေကိုနှိမ်နေဖို့အတွက်ကြောင့်ကျွန်တော်တက်ဒီမှာတင်တန်းနေပြီးရဟုတ်တယ်ဟုတ်တယ်เนาะနောက်ပြီးရင်တင်တန်းကြောင်းနေမှာတင်တန်းနေပြီးရဟိုကာလာအရှိန်မဟုတ်ပေမဲ့ဒီလိုမျိုးတပတ်ဖြစ်နှစ်ပတ်ဖြစ်ဒါကိုယ်လည်းကြုံမှုပါပဲအဲ့လိုမျိုးဟာကိုတင်တန်းပြီးရတကယ်တမ်းကြုံတွေ့ရရေပေးမီးပေးနောက်ပြီးတော့ဒီငလင်တန်းတဘာဘေးရနေတဲ့ပတ်သက်ပြီးကြတော့ဘာမှကြိုတင်ပြင်ဆင်မှုမရှိဘူးဘာမှတင်တန်းနေပါမရှိဘူးဆိုတော့ကျွန်တော်ကောက်ကောက်ကုန်းကိုသွားမြင်ရတယ်။ဒါကိုလူသားအနေနဲ့ရောဒါစစ်သားတော်တွေရဲ့စီမံမှုတွေပေါ့နော်။နောက်ပြီးတော့ဒီငလင်မှာစစ်တပ်ကကဲတဲ့ရေးတွေဘာဖြစ်လို့ မလုပ်နိုင်တာလဲဆိုတော့ဒါပြပြပေးပါဦးကေတရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမဆုံးစပြီးတော့လူကယ်ပြန်ဝင်ကြီးဌာနဆိုတာရှိတယ်အဲ့ဒါကလူကယ်ပြန်ဝင်ကြီးဌာနဆိုတာလကားထားတဲ့ဟာမဟုတ်လူကယ်ပြန်ဝင်ကြီးဌာနမှာကားအဆုတ်တစ်စီးတောင်မရှိပါနဲ့ဒီကယ်တရီဘယ်လိုသားလုပ်အခုဒီစစ်တပ်ဘာလို့လဲဒီဖြစ်လာတဲ့တဘာဝဘေးရန်တွေကိုဒီပြီးတော့လူလူဒုက္ခရောက်နေတာကိုနိုင်ငံရေးရအမျက်ထုတ်ဖို့အတွက်ကိုသူလမ်းကြောင်းခင်းပြီးတော့အကောင်းချောက်တုံးချပါတယ်နိုင်ငံရန်တကာကလာတဲ့အကူအညီတွေဒါပေမဲ့ခုနကဇီးရပြောသွားသူပေါ့တိုင်ဝမ်အဖွဲ့ဝင်ဝင်ပေးဘူး သူက तू ပြောထားတဲ့မိန်ကုံနဲ့မှာပါရနိုင်ငံတကာအကူအညီလာခဲ့ပါကျွန်တော်အကုန်လုံးကိုဖွင့်ပြပေးပါမယ်အပြောနဲ့အလုပ်ကိုညီရဲလာဒါပြန်ပြီးတော့မေးရတဲ့ချက်နောက်ပြီးတော့တကယ်ကောပြည်သူလူထုကိုစေတနာရှိရဲလာအဲဒီငလင်လောက်ယူရတဲ့အချိန်မှာကိုယ်နိုင်ငံရဲ့ပြည်သူတွေမျိုးပေါ်နေပြည်သူတွေမျိုးပေါ်နေပြည်သူတွေဒုက္ခရောက်သွားပြီတက်ကြီးတက်ကြီးနေနေအစာအုပ်တွေပြိုကျရင်လမ်းဘေးတွေမှာအိတ်နေရတဲ့ဘွာရောက်နေချင်းမှာ तू ကလက်ရှိထိုင်းနိုင်ငံမှာတော့အစည်းအဝေးကိုပြုံးပြုံးကြီးသွားတက်နိုင်နေသေးတယ်ဆိုတဲ့ဥစ္စာကဒါလည်းမိကုံထုတ်စရာတစ်ခုပဲဖြစ်သွားပြီအဲ့တော့ကြတော့ ဒီငလင်းကိုကေသေးကြီးလုပ်ဖို့အတွက်စီမံချက်က2010မှာရှိတယ်တခြားရက်ဖက်အဖွဲ့အစည်းတွေနဲ့လှုပ်ထားတဲ့ဟာမျိုးတွေရှိတယ်ဒါပေမဲ့အဲ့ဒီဥစ္စာတွေတို့ကအကောင့်ထဲပေါ်မလာခဲ့ဘူးနောက်ဒီပုံပုံပြောက်ပြဒီ standard army standard army ဆိုပြီးလုပ်မယ်ဆိုတဲ့ဥစ္စာမျိုးတွေရှိတယ်ဒါပေမဲ့ standard army ရောတကယ်ဖြစ်လာခဲ့ရလားမဖြစ်လာဘူးမဖြစ်လာရတဲ့အတွက်အခုစစ်ပွဲတွေမှာလည်းတိုက်တန်းရှုံးနေတယ်ပြီးတော့ဟိုဟာပေါ့ကြာဆုံးနေတယ်လည်းများတယ်စစ်သားတွေအပြင်ဟိုဟိုဟာပေါ့ပြောမှဒီကေသေးကြီးမှာတုံးဖို့ဆိုတော့ကြာတော့လေပြောတော့အင်က ထုံထုံအင်ကနေသွားတယ်နေသွားပြီးတော့မှအဲ့ဒီတင်တန်းသားတွေကိုခေါ်ပြီးသုံးနေတာတွေ့ရတယ်ဒီတဘာဝဘေးကနေပတ်သက်ပြီးတော့လုံးဝစစ်တမ်းတွေနဲ့ပြင်ဆင်ထားခြင်းလုံးဝမရှိဘူးဆိုတာကိုကောကဝင်ဝင်ဒါတဘာဝကြီးကပြသွားတယ်သဘောကိုမမြင်ရတော့ဟုတ်ဒီကျွန်တော်တို့ပြည်သူအစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့တဘာဝဘေးကနေရီအဲ့လိုမျိုးကေတရေးတွေအတွက်ဘတ်ဂျက်တွေသုံးမှုပြင်ဆင်ထားရရရှိတယ်သုံးခဲ့တဲ့ခါလည်းရှိတယ်အဲ့ဒီထဲမှာမှဒီရဟတ်ရင်တို့လေရင်တွေအဲ့လိုမျိုးဝယ်ထားရရှိတယ် ခုချိန်မှာလည်းအဲ့လိုမျိုးဟာမတွေ့ရဘူးပေါ့နော်သူတို့ဒီစက်တာကပဲဖြစ်ဖြစ်ဒီရက်ဖက်ကလည်းဖြစ်ဖြစ်အသုံးပြုတာမတွေ့ရဘူးအဲ့တော့အဲ့ဒီအချိန်တွေကတော့ဘယ်လိုမျိုးရှိမှန်းမသိဘူးကိုကြီးကတွေ့ရပါအောင်အဲအတိတ်ကအဲ့ဒီပြည်သူဆိုရလက်ထက်မှာကျွန်တော်တည်တလောက်ကဒီဝယ်ထားတာ Euro Cobra အမျိုးအစားတည်းရပဲပေါ့နော်ဒါဝယ်တယ်အခုဆိုအဲ့လေရင်ကလည်းကျွန်တော်တည်တလောက်တက်ကိုရောက်သွားပြီတက်ကအပိုင်သိမ်းလိုက်တဲ့ဆိုတော့တက်ကတက်ကထိန်းချုပ်မှုအောင်ရောက်သွားပြီပေါ့နော်အဲ့လိုပဲတက်မှာအရင်နေ့ကကျွန်တော်တို့ဒီမော်ဘီမှာထားတဲ့ Euro Cobra 275ဆိုတာမျိုးစားရှိတယ် အဲ့ကောင်ပထမဦးဆုံးရောက်တာနှစ်ဆင်းလားမသိဘူးအဲ့ဒါကကျွန်တော်အလကားရတာအလကားရဘယ်လိုရဆိုတော့ဒီအစိုးရအပြောင်းလဲတွေဖြစ်တဲ့ချိန်မှာဒီ EU ကပေးတာပေးတာဘယ်အတွက်ပေးတယ်ဆိုတော့အကယ်တော့အရက်ဖက်ကိုပေးတာအရက်ဖက်ကိုဘာကြောင်းနေတယ်ပဲဆိုတော့ရှာဖွေကယ်ဆယ်ရေးအတွက်ဆိုတော့ခေါင်းစဉ်နဲ့ပေးတာအမှန်ငယ်ရဲတပ်ဖွဲ့ကသုံးမလားမိသက်ကသုံးမလားချက်ချီတွေကသုံးမလားဒါမျိုးသုံးလို့သုံးဖို့ဗျာအဲ့တော့ဒီလူတွေလာအဲ့တော့ဒီလေရင်တွေကို EU ကပြန်လာစစ်သေးတယ်စစ်တဲ့ချိန်မှာတက်ကဘလို့လိန်နိုင်လဲဆိုတော့ အဲ EO တွေပိုင်းလော့တွေအင်ဂျင်နီယာတွေအကုန်လုံးကဘာတွေလောက်လဲဆိုတော့ stick collar နဲ့ပစိုးတွေဝဲ့ပြီးတော့အဲလင်းမှာသွားလောက်နေဟန်ဆောင်လိုက်သူရသားတွေပေါ့ရသားတွေပေါ့ဆိုပြီးချက်ချင်းအဲ့လိုလောက်လိုက်တယ်တကယ်တော့အဲ့လင်းအဲ့လိုပဲနောက်ထပ်လည်းအဲ့လင်းတွေထပ်ဝယ်ထားသေးတယ်ရှူအဲ့ဥရောပဘက်ကနေခေါင်းစဉ်မျိုးစုံနဲ့ပတ်ဝယ်ဒါပေမဲ့ဝယ်တဲ့လင်းသူကဥရောပကမြန်မာစစ်တပ်ကိုလုံးဝစစ်ဘက်သုံးမပြောင်းအတိကရှာပွေကယ်ဆယ်ရေးနဲ့ဒီအရက်ဖက်သုံးအရက်ဖက်ဒီအကူညီကယ်ဆယ်ရေးဒီမှာသုံးဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ပဲပေးထားတာဒါပေမဲ့မြန်မာစစ်တပ်ကလက်တလောဗမာလောင်သုံးပါဆိုတော့နေပြည်တော်စီးအပြပွဲမှာသုံးပါတယ်မှာအဲ့မှာ အဲယူရိုကော့ပါစီးရီးတွေရပဲနှစ်မျိုးသုံးပါလေ H125 နဲ့ AR305 ဆိုအဲ့မှာနောက်ခုလုံးမှာတို့ air show ညဘက်မှာတို့မှာဈေးပြအပေါ်မှာမင်းအောင်လန်လေးပြူတယ်ဆိုပြီးလောက်ပါတယ်အဲ့ဒါတကယ်တော့အဲ့ဟာတွေကရှာပွဲကယ်ဆယ်ရေးခေါင်းစဉ်နဲ့ဝယ်ထားတယ်ဟာအဲ့လိုပဲအဲ့မှာသုံးပါလေဘဲတူကိုစစ်ဆိုရလဲတစ်ချိန်လုံးကဒါအမေရိကန် အစိုးရကဒီဥနေဝင်လက်ထက်မှာဒီရှမ်းဒီ basic စင်ရေးတို့ကသုံးဖို့ဆိုတော့ခေါင်းစဉ်နဲ့ပေးထားတယ်ရဟချင်းပဲ အဲ့တော့ကလည်းတကယ်တော့ basic စင်ကြီးတုံးတာတဲ့သူတို့စစ်တပ်အတုံးစီရေးအတုံးစီရေးကိစ္စမှာပဲတုံးသွားတာ2 by 2 2 by 2ဆိုပြီးတော့ဒီနောက်ဆုံးဗမာရဲ့အဓိကမုံတိုင်းစစ်စင်ကြီးတို့ AR စစ်စင်ကြီးထင်ပါတော့အဓိကတုံးသွားတယ်အဲ့လိုပဲကိုယ်လည်းဒါမျိုးပဲတုံးတာပေါ့နော်အဲ့တော့ဟိုဒီခရှာပွဲကစားရေးအတွက်ဆိုတော့ခေါင်းစဉ်နေရတော့နိုင်ငံတကာဆိုနိုင်ငံတကာရောင်းပေးတာမရှိမဟုတ်ရှိတယ်အဲစစ်တပ်ကလည်းစစ်တပ်မှာလည်းခုနကတည်းကဒီလင်းအမျိုးအစားတဲ့မှာဒီဥမာဘီလိုပါဘူးဆိုတော့တကယ်တမ်းဆိုရင်သူ့ရဲ့ လင်းအခေါ်ဝါရှာပွဲကယ်ဆယ်ရေးဒီကင်းထောက်တဲ့နေရာအိမ်မှာသုံးတယ်နော်ပြီးတော့ဒီရှာပွဲကယ်ဆယ်ရေးဒီလေးကျင်ခန်းလေးလောက်လျှောက်ထုတ်တော့6လတစ်ချိန်နေလောက်တာပဲဒါပဲတကယ်တကယ်ဖြစ်တဲ့အချိန်မှာကျတော့ဒါတွေကပြည်သူတွေမှဖြစ်လာပြီဘာမှဖြစ်မလာခဲ့ဘူးအဲအဲ့ဒါမျိုးပေါ့နော်အဲ့တော့ဒါကဒါမှဒါလည်းကျွန်တော်တို့အနေနဲ့ကတော့ဒါမထူးဆန်းဘူးလို့ပြောရဲဒီစစ်တပ်ကကောင်းနေသူတို့ရဲ့စိတ်ဓာတ်နဲ့အတွေးခေါ်ရဆိုရင်တော့ဒါပြည်သူတွေမလို့ဆိုကျွန်တော်တို့ကတော့မထူးဆန်းဘူးပေါ့နော်ဒါဘာမှတော့ထူးဆန်းတော့မဟုတ်ဘူးဒီကောင်းနေတော့တော့ဒါကရုပ်မာတဲ့ကောင်းနေဖြစ်တဲ့တပတ်အဲ့တော့ ပြည်သူကတော့ကိုဟာကိုကိုဟာပါတကယ်တော့အခုချိန်မှာသာပြည်သူအစိုးရသာရှိမယ်ဆိုလို့ရှိရင်ဒီလိုမျိုးတဘာဘေးကနေကြုံနေရတဲ့အချိန်မှာဆိုလို့ရှိရင်တော့တဘာဘေးကနေတော့လူတန်းကြုံရှောင်လဲလို့မရဘူးရှောင်လဲလို့မရဘူးဘယ်သူမှမတည်တင်တဲ့လူတွေမဆုံးရှုံးတဲ့လူတွေမဆုံးရှုံးဆိုတာတော့ဒါအကျဉ်းသေးအကျဉ်းသေးတာပေါ့အကူအညီတွေဆိုလဲဒီထက်ပိုပြီးအများကြီးရမယ်အနောက်နိုင်ငံဘက်ကဆိုအများကြီးကူညီမှာခုလက်ရှိတော့မရောက်နိုင်ကြောင်းကိုတို့တို့သိမ့်မကူညီဘူးတော့ပြောမယ်ဆိုဗျာဒီပြည်သူအစိုးရလက်ထက်တာဆိုလို့ရှိရင် လုံးဝအကူအညီတွေအများကြီးရမယ်ပြီးတော့ဒီတက်လည်းပြည်သူတွေပို့ပြီးတော့အသက်တွေကဲနိုင်မယ်ဒါကျွန်တော်တို့မြေကြီးလက်ခံမလွဲပဲဘာလို့ဆိုတော့ဟိုစစ်ပွဲလည်းမရှိတဲ့အတွက်ဒီတက်ကိုပို့ပြီးတော့တော်တော်ကိုအများကြီးကိုကူညီနိုင် အများကြီးကိုပို့ပြီးထောက်ကူပြန်ဆောင်ဆောင်နိုင်တဲ့ဆိုင်အများကြီးတက်တာပါမလို့ဒါကျွန်တော်တော့တုံ့ပြန်တော့ရပါလားဟုတ်မန်လေးပြည်သူပြည်သူဘယ်တော့စိတ်နာဖို့ကောင်းလဲကျူးကျော်တွေဖြတ်ဖို့ကြတော့ဗတ်ဘိုးတွေဘူးစားတွေကဟုတ်တယ်ဟုတ်ပါဟုတ်ပါနော်အများကြီးပဲဝင်လာတာလေ အခုသူတို့ငလျင်လဲလွတ်လဲပေါ့ဘဘိုးတွေဘဘိုးလဲမလားအခုဘယ်တွေပြောင်းနေမှာဘယ်တွေပြောင်းနေမှာအဲ့ဖြတ်တုံးကဟာတွေကဘယ်ရောက်သွားကြီးစီကုံမလို့ထင်တယ်အဲ့တော့နော်အဲ့တော့ဖြတ်လိုက်တော့စီကုံဒါကတော့စိတ်အာနာရှင်တွေကဘရောမပီတူပေါ်ဘူးပြန်မကြည့်တဲ့ဟာပေါ့ပြန်ကြည့်ရလည်းမဟုတ်ဖြစ်ဘူးသူတို့အာနာတီမြေကြီးဒါအမြဲစူးစမ်းနေရဆိုတာဒါအကုန်လုံးပို့ပြီးတတိုင်းကလုံးပေါ့တကဘာလုံးကတိကြလာအောင်နော်ဟုတ်ကဲ့တယောက်နဲ့တယောက်ပီတူကနေပီတူတို့ကူညီနေကြတာတော့မှန်ပါပီတူကပီတူကိုဘလို့ဘလို့ကူညီကြမလဲဒါဒါလည်းကျွန်တော်တို့ချောင်း ချောင်းကြီးရမယ်ဥစားလေမန္တလေးလိုမြို့ကြီးမြို့လိုဖြစ်သွားပြီရန်ကုန်တမြို့ကျန်နေသေးတယ်ကျန်တဲ့မြို့တွေကတိုက်ပွဲတွေဖြစ်နေကြတယ်ဟုတ်တယ်အဲ့တော့ရန်ကုန်လိုတမြို့ဥစားထပ်ပြင်တပီလုံးတိုင်းတာနဲ့ပြည်သူကနေဘယ်ပြည်သူကနေဘယ်ပြည်သူကိုကူညီရမှာအဲ့တော့ဒီစည်းရနာရှင်မရှိတော့မှပြည်သူကပြည်သူပြန်ကူညီနိုင်တော့မှာအဲ့တော့ဒီစည်းရနာရှင်ဆက်ရှိနေတဲ့ကြီးကတော့ဒီပြည်သူကပြည်တော်ကူညီလို့ကိုစုံမှာမဟုတ်တော့နောက်ပြီးတော့ဒီကျွန်တော်တို့အရင်တော့ရေးပေးပါဆိုရင်ဒီကနေ့ဟိုယူနီဖောင်းအပြည့်အစုံဝတ်ပြီးတော့ထွက်တာပဲရှိတယ်ဗောနော်အခုဒီ တစ်ခေါက်ကြုံတဲ့သဘောဘေးရနေငလင်ပါဆိုလို့ရှိရင်စစ်တပ်ရဲ့အဖွဲ့အစည်းတွေကလုံးဝမထွက်တော့ပဲကျွန်တော်တို့တွားတွေ့ရတယ်။နောက်သူတို့နဲ့နှီးဆိုင်ရနှီးဆိုင်ရတာသူတို့သူတို့ကိုသူတို့ပြန်ကယ်ရလဲဖြစ်ရင်ဖြစ်မှာပေါ့နော်။နောက်ပြီးတော့ဒီသူတို့ကိုယ်တိုင်ဟိုဘောဓာတ်ပုံရိုက်ကောင်းအောင်ပဲလုပ်တဲ့အနေထားကိုတွားတွေ့ရတယ်။ဒါအဲ့ဒါဘာဖြစ်လို့လဲလို့ကိုတုံးသက်ချင်လဲ။ဟိုစစ်တပ်ထဲမှာအထီးကိုင်းမှုတွေများနေဟိုငလင်တန်ကိုခံစားရတာများလို့လား။ဒါမှမဟုတ်တခြားတခြားတခြားစစ်ရေးအတွက်သူတို့ပြင်ဆင် စုဖွဲ့ပြီးတော့တိတိကျကျအဲ့လိုမျိုးဟိုပြင်ဆင်နေရလို့အကိုမြင်လာအဲ့ဒါလေးတော့အကိုပြောပြပြပါဦးအဓိကတော့ခုနအကိုနောက်ဆုံးမှပြောသွားသလိုပဲအဓိကတို့ကအဲဒီပြီးခဲ့တဲ့ရေဘေးမှာတော့ဟာ2024ထဲမှာဖြစ်ခဲ့တဲ့ရေဘေးမှာတော့ဘာပြောပြောတို့ဝင်ပြီးတော့တော်တော်များများလောက်ခဲ့တာတွေ့ရတယ်ပေါ့နော်ဟိုရဟတ်ရှင်တွေပါလေလေးလေးရင်ဆိုတော့ကိုသုံးသွားတယ်အဲ့တော့တက်ကလေတက်ကလေရင်နေတဲ့ဒီရခိုင်ဒေသတွေကိုဒီတနိုင်ငံလုံးအနှံ့ရေဘေးဖြစ်တဲ့ဒေသတွေကိုတို့ကဒီခေစေးထောက်ပံ့ရေးပစ္စည်းတွေကို နိုင်ငံခြားဝင်ရတဲ့ကယ်ဆယ်ပစ္စည်းတွေအဲ့လိုပြည်သူတွေကလူတွေအဲ့ဒါတွေကိုတောက်လျှောက်သူတို့ပို့ခဲ့တာကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ဒီငလင်းမှာလုံးဝကိုမလုပ်ခဲ့ဘူး။ဒါပေမဲ့လုပ်တာတစ်ခုတော့ရှိတယ်။ဒီတက်ကလင်းနေနဲ့ဒီအဲ31တရက်နေ့အဲ့ဝင်းကျင်နေမှာသူဘာလုပ်လဲဆိုတော့ဒီရန်ကုန်ကနေပြီးတော့ဒီခရိုနီပေါ့သူတို့ရဲ့ခရိုနီတွေသူတို့အဲ့အဲ့လူသူတို့ငွေညှစ်ဖို့ခေါ်ထားတဲ့လုပ်ငန်းရှင်တွေကိုသူတို့နေပြီးတော့အသွားပြန်ကြိုးပို့လုပ်ခဲ့တာကျွန်တော်တွေ့ရတယ်။ပြီးရင်ကျန်တာလုံးဝသုံးတာလုံးဝမတွေ့ရဘူး။ မှဘာတွေလုပ်လဲဆိုအဲ့လိုရင်နေကဒီရှေ့တန်းစကန်းတွေကိုရိတ်ခါပို့လဲခဲရန်တွေပုံလဲခဲရန်တွေခြာပေးတယ်ခဲရန်တွေပြီးတော့ဒီဟိုဒီစစ်ဒီဒီအပြောင်းရွှေ့တွေလုပ်တယ်ဒါတွေပဲလုပ်တာကိုကျွန်တော်တွေ့ရတယ်အဲ့တော့အဲ့တော့ပြောချင်တာကဒီငလင်မှာတို့ဘာတွေလုပ်နေဆိုအထက်ကတို့ထိုးစစ်ဆင်ဖို့လုပ်တယ်တို့ကဒီဒီတော်လိုင်းနဲ့စည်ရေးပြမတိုင်ခင်မှာလေကတို့တော်လိုင်းနဲ့ပြီးလို့ရှိရင်တို့ဘာတွေလုပ်မယ်ဆိုတို့တက်လော်ပြီးတွေတော်တော်များများကလည်း သူတို့ကြုံမထတာရှိတယ်တကယ်လဲသူတို့စီစဉ်နေတာရှိတယ်ဥပမာ currency data ကိုသူတို့ပြန်ပြီးတော့စိုးမိုးဖို့ပြန်ပြီးထိုးစစ်ဆင်ဖို့ဆိုတဲ့ဟာမျိုးတွေသူတို့လုပ်နေတာရှိတယ်လာရှိုးကိုပြန်ရဖို့သူတို့ဒီတန်ရန်တို့ဘန်ကတ်တို့ဘက်မှာသူတို့စုဖွဲ့နေတာရှိတယ်အဲ့တော့သူတို့ကနောင်ချိုမတိုက်သေးပဲနဲ့တောင်ခမ်းကိုတော့သူတို့ရတောင်ခမ်းမှာသူတို့ပြန်ပြီးအဲ့တို့ရာသင်တလောက်ရတယ်အနေဒါရှိတာပေါ့နော်အဲ့တော့နောင်ချိုတို့တို့လေချောင်းကနေပုံကျဲမှုတွေအားခဲတာပေါ့အားလုံနေတယ်ပြီးတော့ဒီပြန်ထိုးဆက်ဆင်မှုအားခဲတာရှင်းပြရင်တို့က နောင်ချိုလောက်တဲ့ထင်မှာတပြည့်နဲ့ရှမ်းမြောက်ဘက်အဲ့ဟိုလားရှိုးဘက်ကိုလည်းတို့ရအောင်လုပ်မယ်ဆိုတော့အစီအမံချက်တွေရှိအဲ့ဒီအတွက်ကိုပဲတို့ပြင်ဆင်နေတာကျွန်တော်တို့သွားတွေ့ရတယ်ပေါ့နော်အဲ့တော့နောက်နောက်ပြီးတော့လည်းဒီဒီကချင်ပြည်နယ်ဘက်မှာလည်းဒါတို့ဟိုဒီဝိုင်းမော်ဘက်မှာတို့ဒီငလင်းမြုပ်ပြီးမှာပဲဝိုင်းမော်ဘက်မှာထိုးစစ်တွေဝင်လုပ်ပါတယ်အဲ့တော့အထာတွေကိုတို့ပြင်ဆင်နေတာအစိုးရတဲ့ပြင်တာကိုတို့ဆက်လုပ်တယ်လုံးဝမရက်ပဲနဲ့တို့ဆက်လုပ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့လုံးဝကိုရှင်းပြရင်ဒါဒီနောက်တစ်ခုကတက်သေးမှလဲတော့ပျက်စီးဆုံးရှုံးမှုက ဟိုပြောမယ်ဆိုအဓိကသူတို့ရဲ့ဒီအုတ်ဒီသူတို့ဒီစစ်တပ်ကနှလုံးသားလို့ခေါ်လို့ရနေပြည်တော်လို့နေရမျိုးမှာပျက်စီးဆုံးရှုံးမှုအများများတယ်နောက်တစ်ခုကလေကျွန်တော်လေတက်တင်ပါဆိုလို့ရှိရင်အဲမိတ်ဟိုဒီတက်ဦးလေတက်သလိုရှိရင်တော်တော်ကိုထိခိုက်မှုရှိတယ်ဟိုကျွန်တော်တို့ဟိုသိရတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုဓာတ်ရိုက်ကြီးတောက်လျှောက်ဆက်သွယ်ဖို့ကြိုးစားတဲ့အချိန်မှာလုံးဝအဆက်သွယ်တောင်သိမရဘူးနောက်ဖုန်းလိုင်းတွေပါပြတ်တာလေနောက်ပြီးတော့ဘာတော့ဒီအဲတက်ဦးလေတက်ဆိုလို့ရှိရင်ဒီ30ရက်နေ့က ADR တစ်စီးတစ်စင်းဟာလေ အဲ့အေဒီယာတစင်းနောက်ဆုံးအဲ့တစ်ချိန်မစင်းငလင်းလှုပ်ပြီးနောက်ပိုင်းမှာတောက်လျှောက်အတက်စင်းမရှိဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ထင်တယ်ပြေးလန်းဆိုတာတက်ဒီလေတက်နဲ့တထဦးလေစိတ်ပြေးလန်းနဲ့ဆက်သွယ်တဲ့လမ်းကြောင်းတွေမှာဟိုတော်တော်ကိုထိခိုက်တစင်းမှုတွေဖြစ်ကုန်တာဖြစ်ပုံများတယ်ပြီးတော့ဒီတထဦးလေတက်အထင်းမှာလည်းတော်တော်ကိုထိခိုက်မှုတွေဖြစ်ကုန်ဖြစ်နိုင်တယ်ဘောနော်ဒါကြောင့်မလို့တထဦးလေတက်ကလုံးဝလှုပ်ရှားမှုတွေမရှိဘဲနဲ့အဲ့တော့ဒီလေချောင်းတိုက်ခိုက်မှုမှာတော့တရုတ်လေတက်ကလုံးဝမရှိသလောက်ဖြစ်သွားပြီးတော့တခြားလေတက်ကလည်းလေချောင်းတိုက်ခိုက်မှုကတော့ နေ့စဉ်ကိုဆက်ရှိနေဆက်ရှိနေတယ်ပေါ့เนาะအဲ့တော့ဒီငလင်မှာ तू อ่ะစစ်တပ်ကဘာလုပ်နေလဲဆိုအထက်က तू ထိုးစစ်ဆင်ဖို့ ਨੇ စစ်တပ် तू စစ်တိုက်ဖို့ပဲ तू စူးစမ်းပြီးစစ်တိုက်ဖို့ပဲ तू လုပ်နေရအောင်ကျွန်တော်တို့တွေ့ရတယ်ပြည်သူကိုလုံးဝကိုလှည့်မကြည့်ပဲ ਨੇ ဟိုနေရသူနေရဒီမြေကြီးနေရဒီမြေကြီး तू လက်ရှိ तू အာနာ तू တို့သူတို့ဒီထိုင်ကုန်နေရာဖယ်မပေးရရေးကိုပဲဒီဇိုင်းမမတ်လုပ်နေတယ်ဆိုတော့ကျွန်တော်တို့ဒါပုံဒါကျွန်တော်တို့တွေမြင်တာမဟုတ်ဘူးဗျာဒီပြည်သူတွေတွေမြင်တာမဟုတ်တကဘာလုံးဝမြင်သွားတယ် ဟုတ်တယ်အဲ့ဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြိပခါကိုတခါပါမှာတချို့ဟာတွေကမသိရလို့အများကြီးရှိသေးတယ်မသိရနိုင်ငံတွေရှိတယ်ဒါပေမဲ့ဒီငလင်းသဘာဝဘေးနဲ့ဖြစ်တဲ့အချိန်မှာမြန်မာစစ်တပ်ဘလောက်ရုံးမှလဲမရောက်မှန်တော့ဘလောက်ဆိုတော့အကျွန်တော်အိန္ဒိယချင်းထိုင်းနိုင်ငံပြည်သူတွေဆိုတောက်လျှောက်ဆဲတယ်ကျွန်တော်တို့ဒီဝင်ကျွန်တော်တို့တွေဝင်ဆဲကြမှာတို့တို့အဲ့လိုတွေဖြစ်လာတယ်ပြီးတော့ကဘာမှာလဲတော်တော်များများသိပါတယ်ဒီဒါပေမဲ့ဒီနိုင်ငံဆောင်ကနေပြီးတော့ကိုကယ်စိအခုလက်ရှိနောက်ဆုံးအခြေအနေရတော့အခုကျွန်တော်တို့ဒီစကပိုင်းလောက်တဲ့အချိန်ထိ ကယ်ဆယ်ရေးလေရင်ဆိုအစီး90ကျော်60လောက်အထိကျွန်တော်တို့ရောက်ပြီးသွားပြီနေပြည်တော်နဲ့ရန်ကုန်ကိုဆင်းလာအဲ့မှာဒီ UA UAE ဆိုလာတော်တော်များတယ်နိုင်ငံဆောင်မဲ့ UAD အရှေ့တောင်အာရှနိုင်ငံတွေဆောင်တဲ့ဘူတန်လိုနိုင်ငံအပလာပြီးတော့ကူညီတာရှိတယ်အဲဒီနိုင်ငံဆောင်ပေါ့နော်ဒီ United States ဆိုလို့ရှိရင်သူတိုက်ရိုက်လာတာမဟုတ်ဒါပေမဲ့ဒီ Pacific ရေတပ်ဖက်ကနေပြီးတော့လာတဲ့ပုံစံမျိုးစီဝမ်းတာတိတွေကျွန်တော်တို့ဆင်းထားအတွေ့တယ်ပေါ့နော်အဲ့တော့လာတာတော်တော်များများလာတယ်ပြီးတော့အိန္ဒိယဆိုရင်လည်းပင်ပေါ်နေပါ အဲကုန်ညီတယ်တရုတ်ဆိုလို့ရှင်အများကြီးကုန်ဒါပဲအများကြီးတွေ့တယ်အဲဒါပေမဲ့ဒါပေမဲ့ဒီပစ္စည်းတွေကျွန်တော်သိသလောက်ကဒီဟာတွေကနေပြီးတော့ရန်ကုန်မှာအဓိကဝင်တာတွေ့တယ်အဲဒီဒီမန်းလေးဘက်ကိုပြန်ဖြန့်တာသိပြီးတော့မတွေ့ရသေးဘူးပေါ့နော်ဟုတ်ကဲ့အဲ့တော့အဓိကတော့စစ်တပ်ကအဲသူအတွက်သူ့ရဲ့နိုင်ငံရေးအကျိုးဒီလက်ရှိငလင်ကိုအသုံးချပြီးတော့သူ့ရဲ့အဲဒီနိုင်ငံတကာသူ့ပေါ်လက်ရှင်ပေးစီရဖို့ဟာဘက်အဓိကတော့ဘာလို့ဆိုပထမဦးဆုံးဖြစ်တဲ့နေမှာတတိထားမြောက်ဒီအိန္ဒိယ အိန္ဒိယဝန်ကြီးချုပ်လာတမလားသူတို့ဖုံးဆက်တယ်မှာပျော်နေဆွေတော့ဆိုပျော်နေပြင်မငလင်ဖြစ်တဲ့အချိန်မှာ तू ကသူ့ကိုအတိမတ်ပြုတ်တယ်ဆိုတော့ခံစားချက်နဲ့ तू ပျော်ပြီးတော့ဟာဆိုတော့ဒါဟုတ်လိုင်းမို့ဒီပုံမှန်တော့ဒီလိုနိုင်ငံတော်အဆင့်လူကြီးတွေပြောတဲ့ဖုံးပြောတဲ့ဟာကို public ကိုဘယ်တော့မှချမပြအောင်သိတော်မသိအောင်ဒါအောင်မြောက်ဒီမှာတင်ပြီးဒါအရေရချက်ရှိရှိကိုတမင်တက်တက်ကိုဒါသူ့ကိုရှင်းတော့သူ့လူတွေငါ့ကိုအတိမတ်ပြုတ်တယ်ဒါဟာဖြစ်တယ်ဆိုတော့နိုင်ငံကငါ့ကိုဘယ်လိုဆက်ဆံနေတော့တွေ့လားဆိုတဲ့ပုံစံမျိုးကိုချပြပြီး အပျော်လွန်ပြီးတော့လောက်ပြတဲ့ပုံစံမျိုးကိုတွင်တော့တွေ့ရတယ်အဲ့တော့ကျင်းသေးတာအဲဒီနိုင်ငံကောင်းဆောင်တယောက်မှာရှေ့တင်ရှိတိုက်တဲ့နှလုံးသားမျိုးဒီဒီပုံကောင်မှာလုံးဝမရှိဘူးအဲ့တော့ဒီစစ်တပ်ကစစ်တိုက်ဖို့ပဲတွေးပြီးတော့ဒီပြည်သူကိုလုံးဝလှည့်မကြည့်ဘူးဆိုတာကျွန်တော်တို့မြင်ရဟုတ်ကဲ့ကျေးဇူးပါပလူသားအနေနဲ့ရောဒီဟုတ်တော့ JB နဲ့မှာဆိုရင်ဒါတို့ဟိုထွက်ပြီးတော့ကယ်ခဲ့တယ်တကယ်ထိရောက်ရအောင်ထိရောက်တော့တပိုင်းဟိုမြင်ရရပေါ့နော်အခုဒီငလင်းတန်းမှာဆိုရင်လုံးဝကို ထွက်မခဲ့တဲ့လောက်ကိုရှိရနောက်နောက်ပြီးတော့အဲ့ဒါအဲ့ဒါဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ငလင်တန်ကိုခံစားနေရလို့လားဒါမှမဟုတ်နောက်ကွယ်မှာဘာကြီးကြံစီနေလဲပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့အကိုရဲ့အမြင်လေးပြပြပေးပါအောင်အဲ့ဒါသူနှစ်ချမ်းပေါ့ပြောရမယ်သူတို့ကိုယ်တိုင်ခံစားနေရလို့လားဆိုတော့ခံစားနေရတယ်တရှိနေပြီးတော့မှဟူနေပြီးတော့အမြန်လမ်းနေစားပြီးကြီးကြီးလိုက်ရင်ဒီငလင်တန်ကြီးဒီဟာဒီဟိုဘောကျွန်တော်တို့ဒီဥတ္တရွှေလက်ထက်တွေကဖောက်လုပ်ခဲ့တဲ့မြို့စောက်ခဲ့တဲ့မြို့ဖောက်ခဲ့တဲ့လမ်း ဲ့မှာငလင်ကဘာကိုကွက်ကွက်ကုန်ဝင်ပြသွားလဲဆိုတော့အဲ့ဟာကြီးလုပ်ခဲ့တဲ့ project project ကိုဝန်လက်ခံခဲ့ပြီးတော့အဆောက်အဦတွေကိုလက်ခံခဲ့တဲ့အကုန်လုံးဒီဒါတခိုးတွေဆိုတော့တဘာဘာဘေးရနေရပြသွားတယ်။ဒါကြီးတွေကဒီအဆောက်အဦတွေကိုဆိုရင်သူကဒီလုပ်ပြီးတာနဲ့သူကအာမခံရပေးရတယ်စစ်စေးတဲ့ဖွဲ့ကြီးတာဒါတွေအကုန်လုံးကိုလက်ထိုးပြီးတော့မှအဆောက်အဦဖြစ်တယ်ဆိုအမြင်မှန်းတော့ဟုတ်တယ်။တကယ်တကယ်တဘာဘာဘေးတဲ့ဖြစ်မခံနိုင်ဘူးအကုန်ပြူကြီးလမ်းလေးပါကြွားသွားတဲ့ဟာမျိုး။အဲဒါမျိုးတွေ့ရတယ်ပေါ့။ ဒီတဲ့နောက်နောက်တစ်ခုကကြတော့ဟောညီလေးသူကဇေယျပြောသားသလိုပေါ့ဟိုဟာဟိုသိုးစစ်ပြင်မှုအတွက် လူတို့ဒုက္ခရောက်တာမရောက်တာကသူနဲ့မဆိုင်သူနဲ့ဆိုင်တာဒီဒီနေရာဒီမြေကြီးရယ်သူရှေ့ဆက်သွားမယ်သူရဲ့ဒီဟိုဟာပေါ့အနာဂတ်လပ်ပါရည်ဒါဟိုပဲအာယုံထားတာမြင်နေရတယ်ခုနကဒီကျွန်တော်ဖြစ်ပြောကြဒီအစာအုပ်တွေဆိုမျိုးဗျအစာအုပ်တွေစောက်ပြီဆိုလို့ရှင်နိုင်ငံတကာမှာကျွန်တော်တို့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်ကျွန်တော်တတ်ထဲမှုမှန်ငယ်ရဒီစောက်လို့ရေလောကထဲမှာကျွန်တော်ကျင်နေခဲ့ဘူးသူကပါလဲတော့ အစာအုပ်တစ်ခုစောင့်မယ်ဆိုလို့ရှိရင် तू ကအာမခံချက်ရှိတယ်မုံတိုင်းတန်အဲမုံဒီမုံတိုင်းဆိုရှင်လဲဘလောက်တိုင်းတော့အဲဘလောက်ထိအာမခံတယ်အဲဒီငက်လင်းဆို register register ကအနည်းဆုံးတော့ကျွန်တော်သိသွားက8လောက်တော့9လောက်တော့ဒီအာမခံပေးရတယ်ခုနေပြီးတော့မှပြိုတယ်ဆိုတော့အစာအုပ်တွေတွားကြည့်အထားကြီးအထက်မြင့်ကြီးနေမဟုတ်ဘူးဗျာနှစ်ထက်တွေသုံးထက်တွေလောက်ပဲဒါတွေကပြိုစရာအကြောင်းမရှိဘူးပြိုစရာအကြောင်းမရှိဘူးသူကဥမာအလှော့တော်အဆောက်အဦးတွေတစ်ထပ်အဆောက်အဦးတွေအလုံးစုံအထွဲမှာနှစ်ထပ်ပေါ့နော်အနှစ်ထပ်ပေါ့ ဒါတွေကပြိုစရာအကြောင်းမရှိဘူးသူ့ရဲ့ procedure ရဆိုတာဒီငလင် register scale 7.7ကပြိုဘာလို့အဲ့အဲ့လောက်9လောက်တိအာမခံနေထားမှာနောက်ပြီးတော့ကျွန်တော်တို့ဒီကွန်ကဘာပေါ်မှာကွန်ကရစ်လမ်းကိုဖောက်တယ်ဆိုတာအကြောင်းရှိတယ်ငလင်တန်းငလင်တဘာဝဒီငလင်တွေလှုပ်လို့ရှိရင်လမ်းတွေရဲ့ဥမာကတ်တရားလမ်းတွေဆိုကွဲအပ်ပြီးတော့ပျက်စီးသွားတယ်ဒီကွန်ကရစ်လမ်းရဲ့အားသာချက်ကအထက်မှာပန်ပါတယ်။တန်ကုန်ကွန်ကရစ်ဆိုတာပါ။တန်တန်ကုန်ရိုက်ပါရတဲ့အတွက်က ရွေးရင်တော့အချက်လိုက်ကြီးရွေးသွားတဲ့ပုံစံမျိုးရှက်ချင်းကွဲအမျိုးကွဲမသွားဘူးပေါ့နော်အချက်အဲ့အတွက်ကုံကုံကုံတဲ့လမ်းကိုကဘာပေါ်မှာဖောက်ခဲ့တာဒါပေမဲ့မြန်မာပြည်အကုံကုံတဲ့လမ်းကဘာတန်းမှမပါဘဲနဲ့ဟိုဂျင်းထဲထားတာပေါ့နော်တန်းတကယ်တော့သူတို့လမ်း project မှာတန်ပါတယ်တန်ပြောင်းနေပြီညာနဲ့ဆောက်တယ်တန်ပြောင်းနေပြီညာနဲ့ဆောက်တဲ့ချိန်မှာခုလိုတော်တယ်မှာအလိမ့်လိုက်ကွဲအပ်ပြီးတော့အကုန်ပျက်စီးကုန်တယ်ဟုတ်ကဲ့အဲ့တော့ခုနကတော့ဘာအမခံချက်မှမရှိတဲ့အဆောက်အဦတွေဒါလည်းဘသူလက်ထက်မှာဆောက်တယ်ဆိုတော့ဒီနာဝတနာအဖလက်ထက်မှာပဲဆောက်ခဲ့တယ် စစ်တပ်အုပ်ချုပ်တဲ့ခင်မှာပဲဆောက်ခဲ့တဲ့လမ်းတွေအဆောက်အဦတွေဖြစ်တဲ့အတွက်ဒါသူတို့ရဲ့အချင်းမြတ်ချတာမှုတွေလည်းဒါပူပေါ်သလိုပေါ်လာပါတော့။ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါ။